ဒီကနေ့မေလာ20ရက်နေ့မှာရရှိထားတဲ့ငလျင်နောက်ဆက်တဲ့သတင်းတွေတိုက်ပွဲသတင်းတွေနဲ့ထူးခြားသတင်းတွေကိုပြောပြပေးဖို့သတင်းရယူတင်ဆက်နေတဲ့ DWB သတင်းထောက်မဝေဝေကိုဓာတ်ရိုက်ဆက်သွယ်မေးမြန်းတော့ပါမယ်။ဟုတ်ကဲ့ပါမဝေဝေရဲ့ဒီငလျင်နောက်ဆက်တဲ့သတင်းတွေကိုပြောပြပေးပါအောင်ရှင့်။ အာဟုတ်ကဲ့ပါဒီမက်ရှလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကျောင်းပေါ့နော်ဒီမန္တလေးမှာရှိရဲ Sky Villa ကွန်ဒိုအဆောက်အုံကနေပြီးတော့မနေ့ကမေလ20ရက်နေ့ညနေပိုင်းမှာအမျိုးသမီးရုပ်လောင်းတလောင်းကိုထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်ဒီ Sky Villa ကွန်ဒိုကနေပေါ့နော်ပြိုကျခဲ့မှုကြောင့်ဒီရှာဖွေတွေ့ရှိခဲ့တဲ့ရုပ်လောင်းတွေကကလေးတငယ်တွေပါဝင်အလူကြီးတွေရဲ့ရုပ်လောင်းစုစုပေါင်းအခုချိန်ထိဆိုရင်120ကျော်လာပြီလို့သိရပါတယ်မန္တလေးမှာရှိရဲပေါ့နော်ဒီ Sky Villa ကွန်ဒိုနောက်ထပ်ဒီ Engine ကွန်ဒိုနောက် Great World Hotel တို့ကနေပြီးတော့ဒီအပျက်စီးတွေကြားထဲမှာ ာရုပ်လောင်းတွေကအခုချိန်ထိကိုထွက်ရှိနေပြီးတော့ရှောက်ဖွေကဲဆဲရေးတွေနောက်ရှင်းလင်းရေးတွေကလည်းအခုချိန်ထိလုံဆောင်နေဆဲဖြစ်တယ်လို့သိရပါဗျ။အော်နောက်တစ်ခုကတော့ဒီမြန်မာနိုင်ငံမှာပေါ့နော်ဒီတဘောဝဘေးအန္တရာယ်နဲ့ငလျင်လှုပ်ခတ်အပြီးမှာဒီတရုတ်နိုင်ငံကနေပြီးတော့ကျွမ်းကျင်တဲ့ပညာရှင်အဖွဲ့တစ်ဖွဲ့ကိုဆင်လွတ်မယ်လို့မနေ့ကသတင်းစာရှင်းလင်းပွဲမှာတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနကပြောဆိုခဲ့တာပါအဲ့ဒီကျွမ်းကျင်ပညာရှင်အဖွဲ့တွေထဲမှာဆိုလို့ရှိရင်အဖွဲ့ပေါင်း30တဖွဲ့ပါရှိပြီးတော့အစိုးရနဲ့စစ်တပ် unit တွေနောက်ဒေသခံစစ်သားဝန်ထမ်းတွေနောက်ရပ်ဖက်အဖွဲ့တွေနဲ့အတူတူပေါ့နော်ကဲဆေးရေးအဖွဲ့ဝင်ပေါင်း600ကျော်လောက်ပါဝင်တယ်လို့သိရပါတယ်ရှင် ဟုတ်ကဲ့ပါနောက်ထပ်တိုက်ပွဲသတင်းနဲ့တခြားထူးခြားသတင်းတွေရှိသေးရင်လည်းပြောပြပေးပါဦးရှင်။ ဟုတ်ကဲ့ပါတိုက်ပွဲသတင်းနဲ့ဒီထူးခြားသတင်းဆိုလို့ရှိရင်တော့မနေ့ကပေါ့နော်မီလာ20ရက်နေ့မှာဒီညနေပိုင်းလောက်မှာပေါ့နော်စစ်ကောင်စီကမကွေးတိုင်းမြိုင်မြို့နယ်တွေကိုလေကြောင်းနဲ့ဘုံးစဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်အရက်သား2ဦးနဲ့ PDF 4ယောက်တေဆုံးခဲ့တယ်လို့ဒေသခံတွေကနေသိရပါတယ်အဲ့ဒီတိုက်ခိုက်မှုကြောင့်ပဲလူနေအိမ်တွေနဲ့မော်တော်ကားတွေလည်းပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်အဲ့အဲ့ဒီလိုပဲဒီမနေ့ကပဲပေါ့နော်မီလာ20ရက်နေ့ညနေပိုင်းမှာပဲဒီတနင်္လာရီတိုင်းတနင်္လာရီမြို့နယ်တွေကအလဲပိုင်းကျေးရွာတွေကိုလည်းစစ်ကောင်စီတပ်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီးတော့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အတွက်ကြောင့်ဒီတရွာလုံးပေါ့နော်ရွာလုံးချုပ်ထပ်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကလည်းပြောပါတယ်။အဲအဲ့ဒီလိုပဲဒီတန်းတမတော် DNA တွေထိ ंछ ုပ်ထားရဲပေါ့နော်။နောင်ချုံမြို့တွေကဒီတက်တုကုမ္ပဏီတစ်ခုကိုလည်းစစ်ကောင်စီကတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့လေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ဒီကုမ္ပဏီပိုင်းဆက်ပစ္စည်းတွေပျက်စီးဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီပျက်စီးဆုံးရှုံးမှုစုစုပေါင်းပါဆိုလို့ရှိရင်ကာလာတန်မိုးပေါ့နော်။ဒီတရုတ်ရွန်ငွေစက်စုပေါင်း16သိန်း8000လောက်ရှိတယ်လို့ဒီ DNA တွေကထုတ်ပြန်ထားတာရှိပါတယ်ရှင်။ဟုတ်ကဲ့ပါဒီနောက်ဆုံးဖြည့်ဆွဲပြောခြင်းတဲ့သတင်းလေးရှင်လေးပြောပြပေးပါအောင်ရှင့် ဟုတ်ကဲ့ပါဒီမန်ချလာ20ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကျောင်းပေါ့နော်ဒီကနေ့အထိမေလာ21ရက်နေ့ဆိုလို့ရှိရင်စစ်ကောင်စီကဒီလေကျောင်းကနေဘုံကျဲတာနောက်လက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့အကြိမ်ကြီးပေါင်းက932ကြိမ်ထိရှိလာပြီဖြစ်တယ်လို့ DBB ကစူးစီးရရှိထားပါတယ်အဒီအဲ့ဒီပမာဏထဲကအကြိမ်ကြီးပေါင်း960လောက်ကဒီအပြစ်ခတ်ရစဲတယ်လို့ကြေညာထားတဲ့ကာလတွေထဲမှာပဲစစ်ကောင်စီကကျူးလွန်ခဲ့တာပါဒီဒီတိုက်ခိုက်မှုတွေကြောင်းပေါ့နော်ကလေးတငယ်တွေနောက်အပြစ်မဲ့အရက်သားပြည်သူတွေအပါအဝင်ဒီတော်လိုင်းတပ်ဖွဲ့ဝင်ပေါင်း900တအူးထက်မနည်းသေဆုံးခဲ့တယ်လို့ ို့ဒီ DVB data အဖွဲ့ကကြောက်ယူရရှိထားတဲ့ဆင်းတွေရသိရပါရရှင်။ဟုတ်ကဲ့ပါအခုလိုပြောပြပေးတဲ့အတွက်မဟုတ်ဝေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ခုဆက်လက်ပြီးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။